ချောမြို့တွင်အလင်းဝင်ရတသားနှစ်ဦးကအဖွားကိုတူကိုတက်ဖြတ်ပြီးလက်ဝဲရတနာများလူရက်ထွက်ပြီးမကွေးတိုင်းချောမြို့ပေါ်တွင်လာရောက်နေထိုင်တဲ့အလင်းဝင်ရတသားနှစ်ဦးဖြစ်သည့်ချစ်ရင်ထူးနဲ့ဖိုးအေးတို့ကအသက်62နှစ်အရွယ်အဖွားအုပ်တူကိုတက်ဖြတ်ပြီးလက်ဝဲရတနာများလူရက်ထွက်ပြေးသွားကြောင်းရောအလင်းနှမကိုအောင်က ပြောပါတယ်အောက်တိုဘာ18ရက်မွန်လွယ်တနအိခွဲခန့်တွင် ။ဆောမြို့နယ်ဇေယရက်ကွက်ရဲစခန်းကြီးတွင်စစ်ဘေးရှောင်နေထိုင်တဲ့ဒေါ်ရှိန်ခေါ်ဝါဒီထင်းရှားရန်ထွက်သွားပြီးနောက်ပျောက်ဆုံးသွားခဲ့ပါပဲ။ရက်ကွက်နေပြည်သူများလိုက်လံရှာဖွေရာအောက်တိုဘာ16ရက်မွန်လွယ်တနားခွဲခန့်တွင်ဥယျာဉ်တော်အတွင်း၎င်း၏ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။အလောင်းကိုစစ်ဆေးရာဒေါ်ရှိန်ခေါ်ဝါဒီတကြတာခန့်ရှိရွှေဆွဲကြိုးတကုံတမတ်တာခန့်ရှိလက်စွပ်တကွင်းငကတ်တရံနဲ့ဘေးလွယ်အိတ်တလုံးပျောက်ဆုံးနေကြောင်းသိရပါတယ်။ ၎င်း၏နေအိမ်သို့မကြာခဏဝင်ထွက်သူများမှာ အလင်းဝင်ရက်တသားချစ်ရင်ထူနဲ့ဖိုအေးတို့ဖြစ်ပြီး၎င်းတို့နှစ်ဦးမှာလက်ရှိတွင်တိန့်ရှောင်နေကြောင်းသိရပါတယ်။ထို့ကြောင့်၎င်းတို့နှင့်ဆက်ဆက်သူအလင်းဝင်စစ်သားဝနာကျော်တက်22နှစ်ကိုဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်။လက်ရှိစစ်ဆေးနေတာက အလင်းဝင်စစ်သားဝနာကျော်ပါ။အဓိကတရားခံတွေကချစ်ရင်ထူနဲ့ဖိုအေးတို့ဖြစ်ပြီးလက်ဝဲရတနာတွေကသူတို့စီကိုပါသွားနိုင်တယ်လို့ ကိုအောင်ကြီးကပြောပါတယ်ဝနကျော်သည်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်စားတီးဖြစ်ပြီးရခိုင်ပြည်စစ်စင်ရေးတွင် လင်းဝင်ခဲ့သူဖြစ်ပါတယ်ချစ်ရင်သူအသက်25နှစ်သည်ရန်ကုန်တိုင်းထန်းတပင်မြို့နယ်စားတီးဖြစ်ပြီးဖိုအေအသက်26နှစ်သည်မကွေးတိုင်းတပိတ်ကြီးမြို့နယ်စားတီးဖြစ်ပါတယ်လက်ရှိတွင် NUG ဆိုရဆောမြုံနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကအမှုကိုစစ်ဆေးလျက်ရှိပြီးတရားခဏ်များဖြစ်သည့်ချစ်ရင်ထူးနှင့်ဖိုးအေးတို့ကိုတွေ့ရှိပါက ဆက်သွယ်ပေးရန်ပြည်သူများထံသို့မေတ္တာရပ်ခံထားပါရရှင်။